ယ်တွေးကြည့်တော့သူတို့တွေကကိုမွေး20လောက်မှမွေးသူတို့ကကိုသားရွယ်ဖြစ်နေဆိုတော့ဟိုဟာအဆင်ပြေပါတယ်အမအတွက်တော့ရန်ကြီးကိုဆိုတော့ဟိုကလေးသေးသေးလေးကမှကိုသားမို့ကိုရွယ်နေကြတာသူတို့ရွယ်နေကြတာဟိုပွာချမှုကြတာအဆင်ပြေပါတယ်ဟာကလေးထိန်းတိုင်းတို့လို့လားနော်ကလေးထိန်းတိုင်းတို့ကတော့တော်သေးကိုထိန်းရမလို့ဒါရိုက်တာထိန်းလိမ့်မယ်အမေ မေမေညီမလေးလို့ပြောင်းခေါ်ပြီလို့ဟုတ်ကျွန်တော်ဒီ interview မှာတော့အမေကိုညီမလေးလို့ခေါ်ပြီမယ်။ဘာလို့လဲငဲ့ချင်းနေဆိုလို့ဟုတ်ဘူးလေမြေလက်တက်ကြအောင်အမေလို့ခေါ်မှာမဟုတ်ဘူး။ဒီတိုင်းအမေပေါ့လို့ခေါ်တာ။မေပေါ့လို့ခေါ်တာဟုတ်တယ်။ လူကတော့မရင်သေးဘူးဒါပေမဲ့သူကကြာကိုယ်ကြာတော့ကအဲ့လိုမျိုး respect ရှိသွားတာလေစားတမှုနဲ့ပေါ့လေစားတမှုနဲ့ခေါ်တာကလေးတွေကရမ်းချောတက်တာလို့ရမ်းတက်တာအတက်ရမ်းတက်ပြောဆိုပြောတက်ဆိုတက်ချွဲတက်ပြောလာပူဇာရလေတွတ်တွေချင်းပူဇာလို့အမေကရန်ကုန်ရောက်တဲ့အချိန်မှာပန်ကာကြီးလမ်းပို့ပေးရတာလေပန်ကာအကြီးပန်ကာကြီးဘယ်လိုပန်ကာတောင်းပေးတာလဲတော့အဲ့လိုပန်ကာလေးကြီးကျွန်တော်ပန်ကာကြီးရကျွန်တော်ပန်ကာကြီးရအရန်ပူတတ်တော့လေနော်အဲ့ဒါနဲ့ ဟုတ်ပါပြီ။ပို့ပေးလိုက်မယ်လို့ပုတ်ပန်းမှာဆိုတော့သားလေးလို့အေးအောင်လို့ဆိုအေးအောင်လို့ဆိုပြီးတော့တကယ်ရှူတင်တော့တရက်ပဲချားရတန်းရောက်လာ။အမ်အမားတော့ဒီဟိုဟာပေါ့ဒေါ်သူစာပေါ့အကောင့်ဆရာပါပါရှင်။ကျွန်တော်ကျွန်တော်ကတော့ပူပူပါခင်ဗျာ။ဒါဒါတော့ကျွန်တော်တို့တငယ်ချင်း900ယူထဲကအမီပေါ့။ဟုတ်ပါဘူး။ကိုပြိုင်တော့ကိုပြော sorry ကျွန်တော်တော့ပူပူပါခင်ဗျာအဲ့လိုမျိုးလူငယ်တွေမှာအဲ့လိုဆက်ဆက်ဆော့ဆူစုံတော်ယူကောင်းလေးတယောက်ပါ ်ဟုတ်တယ်ဒီ9ယောက်ထဲက2ယောက်ကအမေပေါ့တကယ်တွေးချင်တော့သူတို့တွေကကိုမွေး20လောက်မှမွေးသူတို့ကကိုသားရွယ်ဖြစ်နေဆိုတော့ဟိုကအဆင်ပြေပါတယ်အမအတွက်လည်းအရင်ကြီးပုံလို့တော့ကလေးသေးလေးကမှကိုသားမို့ကိုရွယ်နေကြတာသူတို့ရွယ်နေကြတာကွာချမှုကြတာအဆင်ပြေပါတယ်သူလည်းရင်ခုန်မှာတစ်ခါဆုံမိသွားရင်မနဲ့မြင်လက်တက်မြင်လက်တက်မှာဆုံမိသွားရင်ရှက်ဟုတ်ကဲ့မြင်လက်တက်မှာကအမိနဲ့သားနဲ့အဲ့မှာတော့တကယ်သားမိအဲ့မှာတော့သားမိဟုတ် ဟုတ်တယ်ဒီမှာတော့လည်းမျိုးဒါတို့နေရာမှာပြောလို့တော့မရဘူးထင်တယ်နော်ပြောလို့မရဘူးအရန်ကျွန်တော်တို့နောက်ကနည်းနည်းလေးဖြစ်မှာပါ connection ရှိရအောင် connection ရှိပါရင်ဒါပါအာကလေးထိန်းနိုင်တယ်လို့လားเนาะကလေးထိန်းနိုင်တယ်လို့ပြောတော့တော်သေးကိုထိန်းရမလို့ဒါရိုက်တာထိန်းလိမ့်မယ်ဟောတော့ငယ်တယ်ဆိုမဲ့အရန်ဟိုငယ်တဲ့ကလေးရဲ့ energy ကတော့အပြည့်ရပါတယ်ဒီမှာပါတဲ့ကလေးတွေကတော့ energy ရန်ရှိရဲအာ fighter သူဘယ်လိုလုပ်နေဟို အကြီးကြီးဆိုလို့ရှိရင်အရင် respect ရှိတယ်စပြီးတော့ဟိုဖြစ်ခရေကသူစ조사ဖို့လည်းအမြင်နဲ့အစင်သစ်ဖြစ်နေတင်ယူဖို့လည်းသူကအမြင်နဲ့အစင်သစ်ဖြစ်နေတော့ကြောင့်မို့ဟိုဒီထက်မှလည်းခုလည်းအောင်မြင်တယ်ဒီထက်လည်းအများကြီးအောင်မြင်မယ်လို့မှတော့သူ့ကိုမြင်ပါရှာသူကအရင်조사တယ်အဲ့ဒီခုကတော့ ကိုသူ့သဘောကျတဲ့ချက်စံကိုစူးစမ်းရတယ်မလိုလိမ္မာတယ်စူးစမ်းရတယ်လိမ္မာရင်ကျေးပေါ့ဟိုဒါမဟုတ်ရဲ့ချိန်မပြီးမအမေအမေညီမလေးလို့ပြန်ခေါ်ပြီလို့ဩကျွန်တော်ဒီ interview မှာတော့အမေကိုညီမလေးလို့ခေါ်ပြီမယ်။ဘာလို့လဲငဲ့ချင်တယ်ဆိုတော့ငယ်လေးတဲ့အမေရတယ်မှာ။အာရှုပ်ပြန်ပြီ။ ာကျွန်တော်ပြောပြမယ်เนาะဘယ်တော့မှမလျှော့တာပါဘယ်တော့မှမလျှော့တာဘယ်တော့မှမလျှော့တာဆိုတာဟိုအနုပညာပေါ်မှာမလျှော့တာကိုပြောပါလေဟိုကျွန်တော်တို့ရှေ့မှာမြေလက်တက်ဆိုလို့ရှိရင်လည်းဟိုရှူတင်မှာဆိုရင်အမေတို့တိူးဆောင်နေချိန်သွားကြည့်နေတယ်သွားကြည့်ပို့မပါရင်လည်းသွားကြည့်နေပညာယူရတာပေါ့เนาะစီနီယာတွေအဲ့ချိန်မှာဆိုလို့ရှိရင်လည်းဟိုအမေတို့ခုမပါဘဲနဲ့ဟိုကျွန်တော်တို့ကင်မရာဒီလိုမျိုး ratio ခွဲပြီးရိုက်တဲ့ဟာမျိုးရှိရဲ့မပါပေမဲ့လည်းအပြည့်လုပ်တယ်တစ်ဖက်လူလောက်ရတာအဆင်ပြေအောင်လို့ပေါ့နော်အဲ့လိုမျိုး support လုပ်တာတွေရောပြီးလို့ရှိရင်ဒီ ြောလို့မရသေးဘူးအဲ့ကားကလည်းပြလိမ့်မယ်ပြတဲ့ချိန်ကြလို့ရှိရင်အမေရဲ့အဲ့လိုမျိုးတေးဥဆောင်တဲ့ချိန်မှာမော်ဝင်သွားတဲ့ဟာကျွန်တော်ဆိုလို့ရှိရင်မူးဝင်အောင်လို့အမေဟာပြန်ပြန်ကြည့်ရတယ်ကျွန်တော်ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်ငါ့အမေဒီလိုတေးဥဆောင်လာအဲ့တော့ငါ့မူးကဒီလိုဖြစ်မှရမယ်ဆိုပြီးတော့ပြန်ချိန်ရတဲ့အရာကြီးရှိရပေါ့နော်ပြီးတော့ဂျားထဲမှာဆိုလို့ရှိရင်လည်းမကြမကြတွေးဖြစ်ပါတယ်အမေပေါက်နေရတယ်အဲ့ဒါဆိုတော့တကယ်ကိုစကားပြောတိုင်းလဲအဲ့လိုမျိုးအများတန်းတူတင်ဆုံးပါပြီးရဲ့ဒါမိကောင်းတယောက်ပါ ်ဟုတ်ဘူးလေမြေလက်တက်ကြောင်အမေလို့ခေါ်တာမဟုတ်ဘူးဒီတိုင်းအမေပေါ့လို့ခေါ်တာမေပေါ့လို့ခေါ်တာဟုတ်တယ်လူကတော့မမြင်သေးဘူးဒါပေမဲ့သူကကြောင်ကိုယ့်ကိုကြတော့ကွာအဲ့လိုမျိုး respect ရှိဘူးကွာလေစားတမှုနဲ့ပေါ့လေစားတမှုနဲ့ခေါ်တာကလေးတွေကပြောတာပေါ့အဲ့အားကြောင့်မလို့လဲရိုက်တာလေဟုတ်တယ်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 ကလေးတွေ9ယောက်ဆို အငယ်နဲ့ရိုက်ရတာအခုဒီအခုလက်ရှိရိုက်မဲ့ဇလန်တွေကလည်းကလေးငယ်တွေအများကြီးပါအငယ်နဲ့ရိုက်ရအမှပါကြိုက်လဲဆိုတော့သူတို့စီက energy ကောင်းတယ်အများကြီးရတယ်တကယ်ကိုငယ်ရွယ်တဲ့အချိန်အရန်တက်ကြွတဲ့အချိန်အရန်လှုပ်ရှင်တဲ့အချိန်ခါကြိုက်ကိုကစိတ်ထက်ကြတဲ့အချိန်မှာရှိတယ်သူတို့စီကပြောင်းယူတာ energy ပဲ အဲ့ဒါကြောင့်မို့ကလေးကိုကြည့်ပြီးတော့ရန်တက်ကြွနေဆိုပုံငင်ငယ်လေးဟာပြန်မြင်ရတယ်လို့ပုံငင်ငယ်ကလည်းအဲ့လိုလေးပဲဟိုနုပညာမျိုးရလည်းမရှိဆိုတော့လေဟိုသမီးကိုသင်မင်းတော့သမီးကလေးသင်မင်းတော့အဲ့ဒါလူရာရှိရင်သမီးကိုပြောတော့ဆိုအဲ့ကလေးကိုကြည့်ရင်အဲ့လိုမျိုးပြန်မြင်ရတယ်အဲ့ဟာကိုကပြန်မြင် energy ရတော့သူတို့နဲ့ကအရန်စိတ်ချမ်းသာအဲ့လိုမျိုးပုပ်ပပလည်းဖြစ်တယ်အရန်ချွတ်တတ်တာကရှစ်ရန်တက်တာအတက်ရန်တက်ပြောဆိုပြောတက်ဆိုတက်ချွတ်တက်ဟုတ်လား ူးလားပူဇာဘူးလားပူဇာလေတွေ့တွေ့ချင်းပူဇာလို့အမေကရန်ကုန်ရောက်တဲ့အချိန်မှာပန်ကားကြီးလမ်းပို့ပေးရတာလေပန်ကားကြီးပန်ကားကြီးတော့အဲ့လိုပန်ကားလေးကြိုက်ကျွန်တော်ပန်ကားကြိုက်တယ်ကျွန်တော်ပန်ကားကြိုက်တယ်အရန်ပူတတ်တော့လေနော်အဲ့ဒါနဲ့ဟိုဟာပြေးလိုက်မယ်လို့ပုတ်ပန်းမှာဆိုတော့သားလေးလို့အေးအောင်လို့ဆိုပြီးအေးအောင်လို့ဆိုပြီးတော့တကယ်ရှူတင်တော့တရက်ပဲချားရတန်းရောက်လာ မေရကြတော့ AAC စေးပဲအေးစေးပေါ့အဲ့လိုဆိုကြပါအဲ့ဒါတော့တချင်းနေတယ်ဒါအောက်ကနေကွာအားရပြီးနေရလုံးဝအားငင်းငင်းလေးအားပြရပါမေရပြရပါအမတင်ပေးဦးမယ်တရားမင်းနော်ဟောအာတီကတော့တကယ်ကိုအာတီကအာတီပါပဲတကယ်ကိုအဲ့လိုပြောရမှာဟိုသူစူးစမ်းထားတဲ့ကောင်မနေ့ကပွဲသွားတယ်ဆိုလို့ရှိရင်တော့မြင်ရမှာပါဒီပွဲကမမတင်တဲ့ဗီဒီယိုတွေဟိုဟာလည်းအများကြီးတက်လာပါမှာအဲ့ဒါဆိုလို့ရှိရင် ဒီအမှုပညာရှင်တယောက်ကဒီပုံမှာဘယ်လောက်ယူသွင်းထားတယ်ဘယ်လောက်အားထည့်ထားတယ်ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကိုတေချာပေါက်မြင်ရမှာပါအမတို့ဆုံးဖြတ်တာထက်ဆောင်ရှိတယ်တကယ်ကိုမြင်တဲ့ချိန်မှာဆုံးဖြတ်လိုက်အဲ့ဒါပုံပြီးတော့ရှင်းနေတယ်ကိုတကယ်ပြော့ပါတယ်။ဘာလို့ဆိုကျွန်တော်တို့ဆို ဟိုဟာပွဲတွေရှိရဆိုတာတို့ပရိသတ်တွေရပဲအဓိကဟိုအားပေးကြရများတယ်ပေါ့နော်။ဘာလို့ဆိုတာတို့ပန်လေးလည်းရှိမှာများကြီးပဲ။ဟုတ်တယ်။ပရိသတ်တွေကအားပေးကြများအခုကြတော့ဟိုကိုယ့်ရဲ့ပရိသတ်တွေအထက်ပို့ပြီးတော့ကြော်လွန်ပြီးတော့ဟိုအားပေးမှုရခဲ့ရပွဲလို့ဒါပြောလို့ရတယ်။ဘာလို့ဆိုတော့ဟို quality ရဲ့ပရိသတ်တွေရောပွဲအောက်မှာရှိနေရဲ့ဟိုချိရခင်ရတဲ့အမှုပညာရှင်တွေရောအားလုံးဒီပါဒီတခြင်းလေးကိုချစ်ပြီးလိုက်ဆိုပေးနေတဲ့အချိန်မှာခံစားမှုကတော့အရင်ထက်ပို့ပြီးတော့ပျော်ရွှင်ရပါတယ်။ ရတယောက်နဲ့တူမျိုးအာအာတီလို့เนาะတကယ်ကိုတော်ရသူတယောက်နဲ့တွဲဆိုတာကောင်းတာပါခုနပြောသလိုပဲသူဘလောက်ကြိုးစားထားရဲဆိုတော့အမားတို့မြင်နေရတယ်ခံစားရတယ်သိရတယ်ဒါမနေ့ကလည်းတွေ့ ဟုတ်ကဲ့ပါဒီခုနှစ်ထွေညဇာကာမှာဆိုရင်အမေဘောက်ကလည်းဒီဒီ series အတွက်ကိုအရန်ကိုအားထုတ်ထားပါတယ်ဒါဘေးရလူတွေကိုယ်တိုင်အသိဆိုတော့ကြတော့ပြီးတော့ကျွန်တော်လူငယ်တွေလည်းအားလုံးတေချာပေါ့ senior တွေလက်တွဲခုမှုနဲ့တူအများကြီးကြိုးစားတော့မှာပါခင်ဗျာကျွန်တော်ဟို director ကိုပြည်ရလည်းဒီဇက်တော့ကိုအများကြီးအချိန်ယူပြီးပြင်ဆင်နေရဆိုတော့အဲ့တော့ဟိုကြည့်ရတာရတာရှိရဲ့ series ဖြစ်မှာပါခင်ဗျာအားလုံးပဲအားပေးကြပါဦးခင်ဗျာဟုတ်ကဲ့ပါဒီဘောနော်ခုနှစ်ထွေညစီးရီးလေးကိုအဲတကယ်ကလေးတွေအင်အား ကောင်းဆုံးစူးစမ်းထားပါတယ်လို့ series လေးထွက်လာရင်လည်းအားပေးပါဦးနောက်တော့အမလည်း series ကတိုက်ပြီးတော့ကြိုက်ဖြစ်တာမဟုတ်ဘူးဆိုတော့ဟုတ်ဒါလေးကတော့အဲစူးစမ်းပြီးအားထည့်ထားပါတယ်ဟုတ်ထိုင်လိုက်အားပေးပါဦးမိမိမွေရိုက်ခူရပါခင်ဗျာမိမိမွေရပါမိမိမွေရပါတိကိပါကြံခဲ့ပါဆိုတော့လေကျေးဇူးပါခင်ဗျာကျေးဇူးပါ